်ဒေသကြီးတာယာဝရီခိုင်လူထုခြေပြုဖို့ဌာနတွင်စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းအသိပညာပေးတော်ရှိကိုဇွန်လ28ရက်နေ့နံနက်9:00နာရီကကျင်းပခရခိုင်ပြည်ဆက်ရုံမှဒေါ်သဲနူအေးနှင့်စားသုံးသူရေးအားဦးစီးဌာနမှဒုတိယဦးစီးမှုဒေါ်ကြည်ကြည်ချိုတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆင်မရှင်။မင်္ဂလာပါရှင်။ကဲပါဆင်မရှင်။ဒီစားသုံးသူရေးအားဦးစီးဌာနအနေနဲ့ပေါ့နော်။စောင်းရရတဲ့လုပ်ငန်းအကြောင်းမျိုးလည်းသိချင်ပါတယ်ဆင်မရှင်။ဟုတ်ကဲ့ပါရှင်။စားသုံးသူရေးအားဦးစီးဌာနဆိုတာကတော့ စီးပွားရေးနဲ့ကုသရန်ဝယ်ရေးဝန်ကြီးဌာနလောက်မှာရှိတဲ့ဌာနဖြစ်ပါတယ်ရှင်။စီးပွားရေးနဲ့ကုသရန်ဝယ်ရေးဝန်ကြီးဌာနရဲ့ဆောင်ဖို့ကတော့ဟွန်ပြိုးကုံတွေနိုင်ငံကျွဲဖြစ်ပါတယ်ရှင်။ညော်မန်းချက်အနေနဲ့ကတော့ကျိုးပေါင်းစုပုံတွေမှုဖြင့်တိုင်းကျိုးပြုအပ်ဆိုတဲ့ဆောင်ဖို့ညော်မန်းချက်ဖြစ်ပါတယ်ရှင်။စီးပွားရေးနဲ့ကုသရန်ဝယ်ရေးဝန်ကြီးဌာနလက်အောက်မှာဆိုရင်ဌာနကြီး၄ခုရှိပါတယ်ရှင်။ ံပါတ်1ကကုံသွဲရေးဥစည်းဌာနနံပါတ်2ကစားသုံးသူရေးရာဥစည်းဌာနနံပါတ်3ကကုံသွဲမှုမြင့်တေးအဖွဲ့နံပါတ်4ကမူပိုင်ခွင့်ဥစည်းဌာနတို့ပဲဖြစ်ပါတယ်ရှင်စားသုံးသူရေးရာဥစည်းဌာနရဲ့စောင်ပုံအနေနဲ့ကတော့စားသုံးသူအခွင့်အရေးဦးစားပေးမျှော်မှန်းချက်ကတော့ပြည်တွင်းကုံသွဲမှုပွန်ပြိုးရေးနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့်နိုင်ငံစည်းပွားရေးပွန်ပြိုးတွတ်တက်စေရန်ရည်မှန်းချက်ကတော့နံပါတ်1စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်နံပါတ်2ကုံစီနှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရန်ဆောင်ရွက်ရန်နံပါတ်3ကုံစီအီအသွေးဆိုင်ရာစစ်စစ်ကြက်မှတ်မှုလုပ်ငန်းများဆောင်ရွက်ရန်နံပါတ်4ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်ဈေးကွက်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်လိုပဲဖြစ်ပါတယ်ရှင်ကဲပါဆရာမရှင်ဒီစားသုံးသူတွေရဲ့ပေါ့เนาะအခွင့်အရေးနဲ့တာဝန်တွေကိုလည်းသိချင်ပါတယ်ဆရာမရှင်စားသုံးသူအခွင့်အရေးနဲ့တာဝန်တွေကတော့ အဲစားသုံးသူရဲ့အခွင့်အရေးကတော့၈ချက်ရှိပါတယ်ရှင်။အခြေခံလိုအပ်ချက်များပေါ်တွင်စိတ်ကျေနပ်မှုရရှိစေခြင်း၊ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊လိုအပ်သောသတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာအထောက်အထားရယူခွင့်ရှိခြင်း။စိတ်ကြရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းနိဒာဆုံးရှုံးမှုနှင့်ဆက်လင်း၍ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိနိုင်ခြင်းနိဒာဆုံးရှုံးမှုနှင့်ဆက်လင်း၍ကူစားခွင့်ရရှိခြင်း အသိပညာဘဟုတုတများအခွင့်အရေးများနှင့်လိုအပ်သော အချက်လက်များကိုသိရှိလေ့လာနိုင်ခွင့်ရှိခြင်းပစ္စုပန်သားမကအနာဂတ်မျိုးဆက်များအတွက်ပါကောင်းမွန်သားရသော လူနေမှုအစဉ်တန်းနှင့်ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိစေခြင်းတို့ဖြစ်ပါလေရှင်။စားသုံးသူရဲ့တာဝန်တွေကတော့သတင်းအချက်လက်နှင့်လမ်းကြုံချက်များအတိုင်းလိုင်းနာဆောင်ရွက်ခြင်းရွေးချယ်ဝယ်ယူရာတွင်သဘောတူညီထားသည့်တံပိုးနှင့်အညီပေးချေခြင်း စီးပွားရေးလုပ်ငန်းရှင် အပေါ်ထိခိုက်နစ်နာစေရန်ရည်ရွယ်ရေးမဟုတ်မမှန်ဆွဆဲပြောဆိုပြုလုပ်မှုတို့ကိုရှောင်ကျဉ်ခြင်းအငင်းပွားမှုကိုနိုင်နိုင်ဖြစ်ရှင်းနေစဉ်လူမှုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေအခြားနည်းလမ်းများဖြင့်ဖြစ်စေသက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ်ထိခိုက်နစ်နာစေရန်မဟုတ်မမှန်ပြောဆိုခြင်းရေးသားခြင်းနှင့်ပြုမှုခြင်းတို့ကိုရှောင်ကျဉ်ခြင်းတို့ဖြစ်ပါလေရှင်။ ကဲ့ပါဆရာမရှင်ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့တာဝန်တွေကိုလည်းသိချင်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါရှင်စီးပွားရေးလုပ်ငန်းရှင်ရဲ့တာဝန်တွေကတော့၁၁ချက်ရှိပါတယ်ရှင် အာမခံကျဲတမတ်ချက်များနဲ့ဆက်လင်း၍ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ခွဲခြားမှုမရှိဘဲဖြောင်းမတ်မှန်ကန်စွာဆက်ဆံခြင်း၊စီးပွားရေးကျင်းဝစီကန်းနှင့်အညီဖြောင်းမတ်မှန်ကန်စွာဆောင်ရွက်ခြင်း တက်မှတ်ထားသည့်အည်အသွေးစံတက်မှတ်ချက်များအပေါ်အခြေခံ၍အာမခံချက်ပေးခြင်းလိုအပ်သောအည်အသွေးစံတက်ရန်ဝယ်ယူခြင်းမပြုမင်းဆက်သက်နိုင်သည့်အခွင့်အရေးပေးခြင်းဖက်မှန်ပေးချေရမည့်တန်ဖိုးကိုဝယ်ယူအသုံးမပြုမင်းသိရှိစေရန်အတိအလင်းဖော်ပြပေးခြင်းစားသုံးသူနင်းနာဆုံးရှုံးမှု ဖြစ်ပွားစေမည့်တိုက်ရိုက်သို့မဟုတ်တွဲဝိုက်ရောင်းချခြင်းကိုရှောင်ကျဉ်ခြင်းပြည်ပြူထားသော အာမခံချက်နှင့်ကိုင်းညီမှုမရှိပါက ပရိပြုထားသည့်အတိုင်းတာဝန်ယူ ဆောင်ရွက်ပေးခြင်းညှိနှိုင်းဖြည့်ရှင်းနေစဉ်စားသုံးသူအပေါ်ထိခိုက်နစ်နာစေရန်ချင်းချောက်ခြင်းမဟုတ်မမှန်ပြောဆိုခြင်းရေးသားခြင်းနှင့်ပြုမူခြင်းတို့ကိုရှောင်ကျဉ်ခြင်းဘေးအန္တရာယ်ရှိကြောင်းကိုသိရှိလျင်ဦးစီးဌာနနှင့်စားသုံးသူများထံအချိန်မီသိရနည်းလမ်းများဖြင့်အသိပေးခြင်းသက်ဆိုင်ရာကော်မတီ၏ဖြည့်ရှင်းဆောင်ရွက်ပေးမှုနှင့် စုံပြတ်ချက်တို့ကိုလိုင်းနာဆောင်ရွက်ခြင်းတို့ပဲဖြစ်ပါရဲ့ရှင်။ ကဲပါဆရာမရှင်အခုလိုမျိုးအသိပညာမှမျှဝေပြီးတဲ့အတွက်ဆရာမကိုကျေးဇူးတင်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ကျမတို့ကလည်းကျေးဇူးတင်ပါတယ်ရှင်ကဲပါရှင်ဆိုပါတော်ရှုဆွေးနွေးမှုတို့ကို Shuyeti Page တွင်လှည့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်